အခုတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သက်များအလို့ရှိပါကရော်ဂျေးမယူဘဲနဲ့မန်ယူနီပြည်ရာတို့ကနေနှုတ်ထွက်ပေးမယ့်သတင်းပဲဖြစ်ပါတယ်။မန်ယူနီပြည်အင်မိုရင်ကယူပါလီပိုလူပွဲမှာစပါ့ကိုရောင်းနေခဲ့ပြီးရဲ့နောက်ပြည်သက်တွေဘက်ကသူ့ကိုမန်ယူနီပြည်ရာကိုလည်းမထိုက်တန်ဘူးလို့သတ်မှတ်ပြီးတော့အလို့မရှိတော့ဘူးဆိုရင်ရာတို့ကနေရော်ဂျေးမယူဘဲနဲ့နှုတ်ထွက်ပေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။မန်ယူအသင်းဟာရှေ့ဆွမ်းနဲ့အခွင့်အရေးရှိမှုပိုင်းမှာပြည့်ပြည့်တသားအသာစီရခဲ့ပေမဲ့ပထမပိုင်းမှာပြလိုက်ရတဲ့ကိုကိုပြိုင်မရှိပါနိုင်ခဲ့တာကြောင့်ချက်ပြနေခဲ့တာဖြစ်ပါတယ်။ အင်မော်ရင်ကရှုံးမွေးအတွက်ဆင်ကျင်ပေးတယ်လို့မလို့ရှင်တယ်လို့ရှုံးမွေးအတွက်သူ့မှာပဲတာဝန်ရှိတယ်ဆိုပြီးတော့ခံမဲ့ထားတာကြောင့်အသေးပုတ်ဖွဲ့တွေနဲ့ပြည်သက်တွေဘက်ကသူဟာမန်နီပြရအောင်နဲ့မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်လက်ချက်စာစာတက်တန်းတော့ရကြည်ပေးစရာမလိုပဲနဲ့ယာတုကနေနှုတ်ထွက်ပေးသွားမယ်လို့ပွဲပြီးမှပြောကြခဲ့တာပါဒါပေမဲ့မန်ယူအသင်းပြပြပြောင်းလဲမှုတာဝန်ယူလို့ဆောင်းနေတဲ့အသင်းပါချင်းစာချင်းရက်ကလကတော့အင်မိုရင်ကိုပွဲပြီးမှတွဲဆောင်အပ်ပေးခဲ့လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းအောင်အပေးပို့လာပါဗျ။